ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါဂျပန်ကုမ္ပဏီ330ကျော်ကမြန်မာအလုပ်သမား1200ကျော်ခေါ်ယူဖို့အတွက်ကမ်းလှမ်းစာပို့လိုက်တဲ့တဲ့။ယူကရိန်းကိုကမ္ဘာအကြီးဆုံးဒရုန်းတိုက်ခိုက်မှုနဲ့ရုရှားတိုက်ခိုက်လိုက်တဲ့တဲ့။ ယတနာဆိုင်ပါတဲ့တုံးထက်တိုင်မီလာမှုကြောင့်စက္ကန့်အောင်တည်ဆုံးခဲ့တဲ့တဲ့မန်နီပြရာဒူကန်နောက်ထပ်သွားမှာကိုအသေးပါရှင်စွေးနေတဲ့တဲ့ပါဝဲအစားရှိတဲ့ပြင်းပြပါဆဲဝင်စားဖွယ်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဂျပန်ကုမ္ပဏီ300ကျော်ကမြန်မာလူထုမှ1200ကျော်ခွဲဖို့အတွက်ကလန်းစာပို့ထားပါဗျ။ဒီသတင်းကိုတော့မြန်သူတူကပေးပို့လာတာပါ။ စောင်းစီရှင်ကလက်ကားရည်ညွန်စီနော်စတိုက်ကြဆင်လာရလို့စာတုံးစီတည်တွင်းတို့လာဖြစ်ပြီးချင်းလုပ်ငန်းကြီးကြပ်ရေးကုမ္ပဏီကထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေရသိရပါတယ်။ပြည်ရင်းမှလိုအပ်တဲ့စောင်းစီကိုပြပကနေဝယ်တည်တွင်းရပြီးဈေးနှုန်းတက်ကြဟာလည်းစောင်းစီတင်ပို့ရနိုင်ငံများရဲ့ဈေးနှုန်းတက်ကြပုံမူတည်ရလို့သိရပါတယ်။လက်ရှိမှာစောင်းစီတင်ပို့ရနိုင်ငံများရဲ့ဈေးနှုန်းကကြဆင်လာတဲ့အတွက်ပြည်ရင်းမှရှိတဲ့စောင်းစီဈေးနှုန်းကလည်းစတိုက်ကြဆင်လာဖြစ်ပါတယ်။ဒီပါမှာစောင်းစီထုတ်လုပ်တင်ပို့တဲ့နိုင်ငံများမှာဈေးက န်နဲ့ဈေးနှုန်းပြပမှုများအရာမေလ19ရက်နေ့မှ25ရက်နေ့ထိရန်ကုန်ထိုင်စီလက်ကိုင်းညုံစီနှုန်းမှာစားအုပ်စီတပိတ်သားကိုငွေကျပ်6525ကျပ်ဖြစ်တယ်လို့စားအုပ်စီတင်တင်တောင်းဖြစ်ပြခြင်းလုပ်ငန်းကြီးကျယ်ကော်မတီကအသိပေးကြေညာထားပါတယ်။ပြည်ဝင်စီကွက်အတွင်းမှာအဆိုပါထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တက်ရောင်းချခြင်းဈေးကစားဖို့အတွက်ရွေးချယ်နေတူလောင်ခြင်းပါဝင်မတမာတဲ့လှုပ်ရှားမှုတွေပြုလုပ်ပါကအရေးကြီးကုန်စည်နှုန်းဝန်ဆောင်မှုဥပဒေအရအရေးယူဆတာမှဖြစ်တယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ယူကရိန်းကိုကမ္ဘာအကြီးဆုံးဒရုန်းတိုက်ခိုက်မှုရုရှားတိုက်ခိုက်ခဲ့ပါတယ်။ဒီတင်ကတော့ငင်းကြောင်အောင်ပြပိုလာတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်နဲ့ဖုန်းဆက်သွယ်ပြောကြားဆွေးနွေးပြီးတဲ့နောက်မှာရုရှားနဲ့ယူကရိန်းသမ္မတနှစ်ဦးဟာယူကရိန်းစစ်ပွဲရည်တွယ်မှုအတွက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလှုပ်ဆောင်တော့မယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ဟာယူကရိန်းသမ္မတဇီလန်စကီနဲ့ပေါင်းဆက်သွယ်ဆွေးနွေးပြီးနောက်မှာရုရှားသမ္မတပူတင်နဲ့ဆက်လက်ဆွေးနွေးခဲ့တာပါ။နှစ်နာရီကြာမြင့်ခဲ့တဲ့ဆွေးနွေးမှုပြီးမှာဒေါ်နယ်ထရန့်ကရုရှားနဲ့ယူကရိန်းသမ္မတတွေဟာမြန်မာရှင်းဆိုင်တွေ့ဆုံပြီးအပြည့်အခက်ရဲ့စိန်နဲ့ငင်းချင်းဆွေးနွေးမှုတွေလှုပ်ဆောင်တော့မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ဆွေးနွေးမှုတွေကိုအမြန်ဆုံးလှုပ်ဆောင်နိုင်မှုအတွက်ကြိုးပမ်းသွားမှာဖြစ်ပြီးရလဒ်ထရန့်အောင်စစ်မှန်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့နှစ်ဖက်လုံးကယူကရိန်းစစ်ပွဲရပ်တန့်ရေးအတွက်ပြစ်မှတ်ထားနေရလို့လည်းဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတရဲ့ခရမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းရုရှားသမ္မတဘက်ကအရှိတရားကိုအရှိခံနဲ့ဆွေးနွေးမှုတွေလုံဆောင်သွားမယ်လို့ပြောကြားခဲ့လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတဘုတ်ကိုတင်ဆက်ပေးကြပါတယ်။ဒနာဆိုင်ပါတဲ့တုံးထက်တိုင်မီလာမှုကြောင့်၁၉ရက်အထိဆုံးခဲ့ပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ ချက်တနာရီရောင်းချတဲ့ဆိုင်ပါဝင်နဲ့တုံထက်တိုက်မိလာမှုဖြစ်ပွားခဲ့တာကြောင့်စက်ကွန်နယ်ကိုသိမ်းဆုပ်ခဲ့တဲ့ဖြစ်စဉ်တည်းအိန္ဒိယနိုင်ငံဟိုက်ဒီယာဘက်မြို့မှာဂျမန်နေရဖြစ်ပွားခဲ့လို့သိရပါတယ်။ဒေသစံတော်ချိန်မနက်၆နာရီကျော်မှာမိစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမြင်းကြီးတက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ဟိုက်ဒီယာဘက်မြို့ရောမိသက်တပ်ဖွဲ့ကထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြခဲ့ပါတယ်။ မိသက်တက်ဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာကိုရောက်ရှိချိန်မှာမြင်းကြီးတက်ကနေဒုတိယထက်နဲ့တတိယထက်တွေကိုမိကူဆန်လောင်ကျွမ်းနေပြီးအသက်ရှင်ကျဲသူတွေကိုကယ်ထုတ်ဖို့အတွက်ကြိုးပမ်းရာမှာခက်ခဲသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်အစအုပ်ထဲမှာမိလာမှုကြောင့်တိတ်ဆုံးခဲ့တဲ့သူတွေကိုမိငိမ့်တက်ပြီးတော့မှရုပ်အလောင်းတွေကိုထုတ်အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီကတိတ်ဆုံးခဲ့သူတွေအတွက်တအူကိုအမေရိကန်ဒေါ်လာ2300နဲ့ညီများတဲ့ရူပီ2သိန်းကိုသက်ဆိုင်သူမိသားစုဝင်တွေထံကိုပေးအပ်ခဲ့လို့သိရပါတယ်။ဆက်လက်ပြီးအာခစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။မန်အောင်နေပြရာထူးကနှစ်ထပ်သွားမှာကိုအသိပိုင်ခြင်းစိုးရိမ်နေပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ မန်ယွတ်တင်ကိုပြပြပြောင်းလဲမှုတွေတာဝန်ယူလုပ်ဆောင်နေတဲ့အသင်းပါရှင်တောင်းဖြစ်တဲ့စာဂျင်ရက်ကလေးကလက်ရှိအသင်းနီးပြအီမိုရင်ယာဒုကနှုတ်ထွက်သွားမှာကိုစိုးရိမ်နေရလို့သိရပါတယ်။အီမိုရင်ကစာဂျင်ရက်ကလေးပေါ်ဆောင်နေတဲ့မန်ယွတ်တင်ပြပြပြောင်းလဲစီမံကိန်းတွေအတွက်အဓိကကျသူတောင်းဖြစ်တယ်လို့စာဂျင်ရက်ကလေးကအသင်းရလက်ဆောင်တွေကြုံနေပေမဲ့အခါရံမှာကြထနောက်ခံပေးထားတာကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့အီမိုရင်ဘက်ကသူတာဝန်ယူပေါ်ဆောင်နေရတဲ့လုပ်ငန်းစဉ်တွေကသူ့အတွက်ဖြည့်ဆည်းမှုများလုပ်နေလို့တမန်နိုင်တဲ့ပြောကြားမှုတွေပြုလုပ်လာတာ ကြောင့်ဆာဂျင်ရက်ကလစ်ကအီမိုရင်ယာတို့ကနှုတ်ထွက်သွားမှာကိုစိုးရိမ်နေရဖြစ်ပါတယ်။အီမိုရင်ကလက်ရှိမယ်ရွယ်တင်ဟာအသည့်သမိုင်းတစ်ချောင်းမှာရလက်အစိုးဆုံးနဲ့တင်းငိမ်မှုနဲ့ဇော်တင်ဖြစ်တယ်လို့ရှေ့စမတည်နေတာတွေကိုသူ့ဘက်ကအပြောင်းလဲမလုပ်နိုင်ဘူးဆိုရင်ယာတို့ကနှုတ်ထွက်ဖို့အတွက်စဉ်းစားရမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်နေကတဲ့နေပဲဖြစ်ပါတယ်။တချို့အပိကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။